ဩဃာသဩဃာသနဲ့ရွတ်ပြီးတော့ဘုရားရှိခိုးတာမျိုးတည်းတဲ့ပို့ပြီးတော့အရေးကြီးတာတော့ဘုရားရဲ့ဂုဏ်တော်တွေကိုအာရုံပြုပြီးတော့ကမ္မထမ်းထိုင်တယ်လို့သက်စွာဘုရားရဲ့ဂုဏ်တော်တွေကိုနှလုံးသားဆင်ခြင်ပြီးတော့အချိန်များများဒီတရားတွေနဲ့မြတ်စွာဘုရားကို ပူဇော်ပါတယ်ဆိုတာလောက်အောင်လုပ်ပြီးတဲ့အခါမှာကိုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေအားလုံးကိုမမြင်ရတဲ့သတော်ဝါတွေ ကိုနိဗ္ဗာန်မှာရှိတဲ့အင်းဆောင်တ်တွေပါတယ်ဒါတွေကိုအမြတ်တမ်းပေးဝေဟာအဲ့ဒီအမြတ်တမ်းပေးဝေခြင်းအဖြစ်ကိုတို့ကိုနဲ့သူတို့နဲ့ဟာမိတ်ဆွေဖြစ်သွားမိတ်ဆွေဖြစ်သွားခမင်းရင်းနှီးမှုတွေရလာတယ်မိတ်ဆွေဖြစ်လို့ရှိရင် ကိုအနေမရောက်အောင်သူကဟိုကြည့်ရှုပြီးဒွေမပြောနဲ့လေဒီဒီတာမမပြောနဲ့ အိမ်နာနေရင်တဲ့အောင်ပေါင်းရင်တောင်မှပဲကိုယ့်အိမ်ကိုကြည့်ပေးပေါ်ရမယ်မတည့်ဘူးဆိုရင်မတိကြောင်ဆောင်းနေမှာဘာကြီးဖြစ်